ဧပြီ29ရက်ကစတင်ပြီးစကိုင်းမြို့ကနေနေပြည်တော်အထိလမ်းလျှောက်ချီတက်ဆန္ဒပြနေတဲ့မြမဗန်နီယာတစ်အချောတဲဆက်ယုံအလို့သမတရားကျော်ဟာဒီနေ့မှနေပြည်တော်ကောင်စီနယ်မြေတက်ကုန်းမြို့နယ်ကနေ9မိုင်အကွာမှာစခန်းချထားပါဗျ။မနက်ဖြန်နေပြည်တော်အထိချီတက်ဖို့ရှိပါတယ်။ကျွန်တော်တို့ဘက်ကတော့ကျွန်တော်တို့စကိုင်းမြေစတွက်လာကြတဲ့မှာကျွန်တော်တို့ဘက်ကဟိုဘိုးပြည့်နဲ့ကျွန်တော်တို့ဒီနေပြည်တော်ဝဲကျွန်တော်တို့ကဘိုးဒီဥတီတဲ့အတွက်ကျွန်တော်တို့ကတော့သူတို့ဘက်ကလည်းဘလို့တားဆီးတွေဘလို့ဝဲချကြ ခြေချောင်းမှုတွေကဘလို့လာလာကျွန်တော်တို့ကတော့မရရတဲ့အနေနဲ့ကျွန်တော်တို့ကပေါက်တယ်ပါပဲအဲဒီကြားထဲမှာသူတို့ကကျွန်တော်တို့ကိုရိုက်တာနှက်တာဟိုအာနာကျစနစ်သုံးပြီးတော့အာနာသုံးပြီးတော့ကျွန်တော်တို့ကိုရိုက်ပြီးခန်းနိုင်ဟိုခန်းနိုင်ရမ်းနိုင်လည်းရှိလို့ရှိလို့ရှိရင်ဒါကတော့သူတို့ဘက်ကတော့နေပြီးတော့မရောက်ရအောင်သွားပါမယ် ဆန္ဒပြအလို့သမားတွေကအလို့ဖြုတ်ခံရတဲ့အလို့သမားတရားကျော်တွေကအလို့သမား60ကိုအလို့ပြန်ခံပေးဖို့အလို့ထုတ်ခံရတဲ့ဂျားကာလာအတွက်အလို့ရှင်မနှင်နာကြေးပေးဖို့သူတို့ဖွဲ့စည်းထားတဲ့အလို့သမားသမဂ္ဂကိုအတိမတ်ပြုဖို့အလို့ရှင်အလို့သမားသဘောတူစာချုပ်အတိုင်းလိုက်နာပေးဖို့နဲ့ချီတက်ဆန္ဒပြမှုကိုအရေးမယူဖို့ဆရာတွေကိုတောင်းဆိုနေတာဖြစ်ပါတယ်ဒီလို့သမားတွေရဲ့ဘဝလမ်းမေးနေလမ်းမေးစားနေရတဲ့ဘဝခိုးကိုရမယ့်ဘဝတွေကို ပြည်သူလူထုအထင်သေးအောင်ရှုတ်ချအောင်လှုပ်ဆောင်ခြင်းအပြင်အစိုးရကုန်တက်လာစရာဘာအကြောင်းမှမရှိသလိုအစိုးရအစ်စ်ကိုလည်းတတ်သမဲ့တိုက်ခါချနေတဲ့ပုံစံလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ကျွန်တော်တို့ကတော့ဒီသူတို့အခက်အခဲပေါ့လက်ရှိအခြေအနေဒီနေမှုထိုင်မှုအရာတွေတွေလာကြည့်တာပါအဲ့ဒါလောက်ပါဒီညှိနှိုင်းတာတွေကတော့အစိုးရအဖွဲ့ပဲဒီကဆောင်ရွက်မှာပေါ့နော်သူတို့လူဝတ်တာတွေစတင်တာတွေပါတယ်အဲ့ဒါတွေကျွန်တော်တို့တန်နိုင်တဲ့ကာဥပဒေပေါင်းတွေကနေလို့ရတာ အလုသမားတွေကလုတ်သက်အလိုက်ကျွမ်းကျင်ကြီးလုတ်သက်ခန်းစားခွင့်ရမှန်ကြီးစားစရိတ်နေစရိတ် အကျိုးအပိုးစိတ်တွေကိုခံစား권ရရှိမယ်ဆိုပြီးအလုတ်ရှင်နဲ့ညှိနှိုင်းရသဘောတူခဲ့ပြီးမှပြီးခဲ့တဲ့ February လကအလုတ်ရှင်ဘက်ကတောင်းဆိုဆန္ဒပြတဲ့အလုတ်သမားတရားကျော်ကိုအလုတ်ကနေထုတ်ပယ်လိုက်တာဖြစ်ပါတယ်။အလုတ်ထုတ်ခံရတဲ့အလုတ်သမားတွေဟာစက်ယုံရှင်မှာထိုင်တပိတ်လုခဲ့ကြပြီးနှစ်လကြာအထိညှိနှိုင်းပြေလည်မှုမရှိတာကြောင့်အခုလိုနေပြည်တော်ကိုလမ်းလျှောက်ချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။လက်တလော့အခြေအနေမှာအလုတ်သမားအဖွဲ့တွေဟာလက်ရှိနေရာမှာနားနေကြပြီးမနက်ဖြန်မှာဆက်လက်လမ်းလျှောက်ကြမယ်လို့သိရ ပါတယ်။မြန်မာနိုင်ငံရဲ့တပ်ဖွဲ့နဲ့တာဝန်ရှိသူတွေကတော့နေပြည်တော်အဝင်မှာအတားအဆီးတွေချထားပြီးထပ်မံညှိနှိုင်းဖို့အတွက်တာဝန်ရှိသူတွေလုံခြုံရေးရဲ့တပ်ဖွဲ့ဝင်တွေကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေနဲ့ဆောင်ဆိုင်နေပါတယ်ရှင်။